မမီနယ်ကြိုက်တုံမြို့နယ်ကင်မွန်းချောင်းကျေးရွာအနီးကမြေယာကိုတရုတ်ဆောင်လွှဲမိုးကဟိုတယ်တီဆော့ဖို့ဝယ်ယူခဲ့ရမှာပိုင်ဆိုင်မှုညင်းပွားဖရာတီပေါ်ပေါက်လာခဲ့တာကြောင့်တရုတ်ဆောင်လွှဲမိုးအနေနဲ့ဂုံဒိတ်ခါကိုထိပါလာရင်ဥပဒေကြောင်းရအရေးယူသွားမယ်လို့ဇန်နဝါရီလ2ရက်နေ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးပြောဆိုခဲ့ပါတယ်အဲ့ဒီမြေယာကိုပိုင်ဆိုင်ကြောင်းပြောဆိုလာသူဘိုမူစောနေဘလူက တေးဆောင်လွင်မိုးနဲ့မိသားစုဝင်ရဲ့ဂုံသိက္ခာကိုထိပါတာမျိုးမလုပ်ဖဲဥပဒေကြောင်းအရသာပြန်လဲဖြည့်ရှင်းသွားမယ်လို့ပြောပါတယ်ဇန်နဝါရီလ9ရက်နေ့ကရန်ကုန်မြို့တော်ဝင်နှင်းစီခန်းမမှာဘိုမူစောနေဘလူးဆိုသူကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးအခုလိုပြောဆိုခဲ့တာပါဥပဒေမျိုးပြတဲ့အတိုင်းအတိုင်းအဝိုင်းနဲ့ဂုံသိက္ခာအစင်တန်းနဲ့နေတဲ့သူတွေလို့ပြောထားတယ်မဟုတ်လားလမ်းမင်းကတရောင်းစားလဲသူ့ဂုံသိက္ခာနဲ့သူရှိပါဘို့ကျွန်တော်တို့ဒီအတိုင်းအတာတွေလည်းကို ခုမျိုးရဲ့ဘုံတိခါကိုတိမ့်တိမ့်တက်ပါတယ်လောကကြီးမှာကိုယ့်ကိုယ်ကိုတိတ်ပြီးအထင်ကြီးနေတယ်ပါနဲ့ဥပမာပြောတဲ့ဥပဒေဘောင်တဲကတရားဥပဒေနဲ့ရှင်းမဲ့ဆိုတဲ့စကားကိုတော့ကျွန်တော်အရင်သဘောကျပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းအဲ့လိုစိတ်သက်ကိုရှိလို့ပါပဲ။ပြီးသူအတိတ်ခံသူအဟောင်းဆိုတယ်လို့ကျွန်တော်ကခံရပြီးတဲ့သူပါ။ကျွန်တော်ကအခုအချိန်ကစပြီးညှို့ဒေါသအာဃာတရားတွေမရှိတော့ပါဘူး။ မူလမြေပိုင်ဆန်သူဦးအောင်ခေါ်ဦးတန်းအောင်ကငွေကြေးအခက်အခဲဖြစ်နေချိန်မှာ2000ခုနှစ်ကဘုံမူစောနေဘလူးစီမှာငွေကျက်7သိန်းကနေသိန်း100အထိယူသုံးခဲ့ပြီးပြန်မပေးဆက်နိုင်တဲ့အချိန်မှာဦးအောင်ခေါ်ဦးတန်းအောင်ကသူ့ရဲ့မိကိုဘုံမူစောနေဘလူးစီမှာတရားဝင်စာချုပ်စာတမ်းနဲ့ရောင်းချခဲ့တာဖြစ်တယ်လို့ပြောပါတယ်။အဲသူစီသွားတယ်မင်းငါမြို့ဘာလို့ကျူးဆိုင်တာလဲလို့ဦးကမေးတယ်။သူကပြောဂရန်စစ်ပါလားတဲ့။ဟာပါလို့ပြောတာဘောကွာလို့ ာဒီမြေပိုင်တာ1996ကပိုင်တာလေခုမင်းမောင်ငါ့တောင်းရင်အဲစာရွက်ပြတော့ तू ကဘာမှမပြောနိုင်ဘူးခုက G3 ဆက်ပြတော့ Instagram ဥစ္စာလက်ရှိ energy ဒါပေါ်လမ်းလာသုံးရောက်ထားလိုက်လေအကုန်ရှိတယ်စာရွက်စာတမ်းအပြည့်စုံရှိတယ်မင်းသူများပိုင်တဲ့မင်းကိုကြေးရအုပ်ချုပ်မှုကြောင့်လည်းမင်းတို့မတရားကျူးကျော်လို့မရဘူးကွာလို့ပြောပြရမင်းခလေးပဲရှိသေးတယ်လို့ပြောတာအဲမှာ तू ကပြောတယ်ဦးလေကျွန်တော်ကအားလိုက်ပိုင်ဖွဲ့စီတယ်ဥပ္ပယကျွန်တော်ပြန်မပေးနိုင်ဘူးလေ ဥဟတတိပဲဒီမိတကွက်တော့စွန့်လိုက်ပေါ့ဥဟောက်ရာအဲ့လိုပြောတယ်မူလမြေယာပိုင်ဆိုင်သူဥသားအောင်စီကနေကွင်းအမှတ်186ကာကြီးဥပိုင်အမှတ်အနေ360ခွင့်မြေခွက်ကိုဥကျော်သူရလှိုင်ကဝယ်ယူခဲ့တာဖြစ်ပြီးအဲ့ဒီနောက်တေးဥဆောင်လွန်မိုးကိုပြန်လဲရောင်းချခဲ့တာဖြစ်တယ်လို့ဇန်နဝါရီလ2ရက်နေ့က Okay Hotel မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဥကျော်သူရလှိုင်ကပြောပါတယ်ခင်ဗျာ